င်္ဂလာပါ PN Electronic Lab ကနေကြိုဆိုပါရစေ။အရင်တစ်ပတ်ကသင်ခန်းစာနှစ်ထဲမှာ unit step function နဲ့ impulse function ရဲ့အကြောင်းကိုသူတို့ရဲ့ properties တွေနဲ့အတူတူဆွေးနွေးပြီးဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ signal function နဲ့ exponential function ရဲ့အကြောင်းကိုသူတို့ရဲ့ properties တွေနဲ့အတူဥပမာတွေနဲ့ပါရှင်းလင်းဆွေးနွေးသွားမှာဖြစ်ပါတယ်။ signal ဆိုတာလက်တင်စကားလာတာဖြစ်ပါတယ် sign လို့လည်းအတိတ်ပဲရပါတယ်အဲ့ဒါကြောင့် signal function သို့မဟုတ် sign function လို့လည်းခေါ်ပါတယ်သူက real number ရဲ့ sign ဖြစ်တဲ့အပေါင်းသို့မဟုတ်အနှုတ်လက္ခဏာတွေကိုဖော်ပြတဲ့ odd mathematical function တစ်ခုလည်းဖြစ်ပါတယ် signal function ကို continuous signal အတွက်ဆိုလို့ရှိရင်တော့ sdn t လို့ရေးပြီးတော့ discrete signal အတွက်ဆိုရင် sdn n လို့ရေးပါတယ် signal function မှာဆိုရင် t က ဇီရိုထက်ကြီးမယ်ဆိုလို့ရှိရင် signal function တန်ဖိုးသည်1ဖြစ်ပြီးတော့ t က0ဖြစ်မယ်ဆိုရင်တော့ signal function value သည်0ဖြစ်မယ်ဖြစ်ပါတယ်။တကယ်လို့ t က0ထက်ငယ်မယ်ဆိုရင်တော့ signal function value ကအနှုတ်1ဖြစ်မယ်ဖြစ်ပါတယ်။အဲ့ဒါကို mathematical expression လေးနဲ့ဖော်ပြထားပါတယ်။ပုံနဲ့ပြရမယ်ဆိုရင် t greater than 0ဆိုလို့ရှိရင် signal function သည်အပေါင်း1ဘက်မှာရှိနေပြီးတော့ t less than 0ဆိုရင် signal function သည်အနှုတ်1ဘက်မှာရှိနေပါမယ်။ ဒါပေမဲ့ t 0ဖြစ်တဲ့အခါကျလို့ရှိရင်တော့ signal function က0ဖြစ်နေပါမယ်။အဲ့ဒါကိုပုံလေးမှာကြည့်နိုင်ပါတယ်။ဒီလိုဆိုရင် t က5ဖြစ်မယ်ဆိုရင် signal 5က1ဖြစ်ပါမယ်။ t က0ဖြစ်မယ်ဆိုရင် signal 0တန်ဖိုးသည်0ဖြစ်ပါမယ်။တကယ်လို့ t က -3 ဆိုလို့ရှိရင် signal function -3 သည် -1 ရပါမယ်။အဲ့တော့မိခွန်းလေးတစ်ခုမေးမယ်နော်။ အဲ့မေကွန်းကတကယ်လို့တီက pi -5 ဖြစ်တယ်ဆိုရင် signal pi -5 ရဲ့ value လေးကို comment section မှာဖြေပေးပါနော်ဒါကတော့ discrete function အတွက် mathematical form နဲ့ figure လေးပေးထားတာဖြစ်ပါတယ်ဒီလိုဆိုရင် signal function ဆိုတာဘာလဲဆိုတာသိသွားပါပြီအဲ့တော့ဆိုတော့သူ့ရဲ့ property တွေအကြောင်းကိုဆက်ပြီးတော့လေ့လာရအောင် property နံပါတ် 1, 1ကတော့ unit step function နဲ့ signal function တို့ရဲ့ဆက်သွယ်ချက်ပဲဖြစ်ပါတယ် ဒီနေရာမှာသိထားရမှာက T0 ဖြစ်တဲ့အခါမှာ signal function ကို differentiate လုပ်လို့မရတဲ့အတွက် T0 condition ကိုကျမတို့က ignore လုပ်ပါမယ်။အဲ့ဒီတော့ t greater than 0နဲ့ t less than 0ကိုပဲစဉ်းစားပါမယ်။ signal function ကို +1 ပေါင်းမယ်ဆိုလို့ရှိရင်သူ့ရဲ့အဖြေသည် unit step function ကို2နဲ့မြောက်တာနဲ့တူပါတယ်။ဒါကိုဥပမာလေးနဲ့ပြထားပါရစေ။အဲ့တော့ signal function ကို1ပေါင်းပါမယ်။1 sgnt အဲ့ဒါဒီ t greater than 0ဘက်မှာအပေါင်း1ကိုထည့်လိုက်ပါမယ်။ t less than 0မှာအပေါင်း1ကိုထည့်လိုက်ပါမယ်။အဲ့ဒီတော့ t greater than 0စီမှာ2ရပြီးတော့ t less than 0စီမှာ0ရပါဗါတယ်။အဲ့တော့မြောက်ဖို့ gain ဖြစ်တဲ့1ကို အပြင်ထုတ်လိုက်မယ်ဆိုရင်တော့ t greater than 0ဘက်မှာ1ဖြစ်သွားပြီးတော့ t less than 0ဘက်မှာ0ဖြစ်သွားပါတယ်။ဒါသည်ဗာနဲ့တူလဲဆိုလို့ရှိရင် unit step function နဲ့တူပါတယ်။အဲ့ဒါကြောင့် signal function တစ်ခုကို +1 ပေါင်းလိုက်ခြင်းသည် unistat function ကို2နဲ့မြှောက်ထားတာနဲ့တူရတယ်လို့ပြောပါတယ်ဒါက signal function နဲ့ unistat function ရဲ့ဆက်သွယ်ချက်ဖြစ်ပါတယ်အဲ့တော့ပုံပြီးရှင်းသွားအောင်လို့ပုံလေးထဲမှာပြထားပါတယ်နံပါတ်1က wamps function ဖြစ်ပါတယ် wamp function ဆိုတော့ dc dc function ဖြစ်ပါတယ်ဒါကို signal t function နဲ့ပေါင်းလိုက်ပါမယ်အဲ့တော့ပေါင်းလိုက်တော့ကျမတို့ဒီအပေါ်ပိုင်းမှာ +1 နဲ့ +1 နဲ့ပေါင်းတော့2ရထားတယ်အောက်ပိုင်းမှာကျတော့ ိုဘက်မှာ +1 ရှိတာကို signal function ရဲ့ negative 1နဲ့ပေါင်းလိုက်တော့ကျမတို့0ရရတယ်အဲ့ဒါကြောင့် t ရဲ့အောက်ပိုင်းဘက်မှာ0ဖြစ်နေပြီးတော့အပေါ်ဘက်မှာတော့2ဖြစ်သွားတယ်ဒါသည် 2ut နဲ့ညီမျှတယ်အဲ့ကြောင့် signal function ကိုအပေါင်း1လုပ်လိုက်တာသည် unit step function ကိုနှစ်နဲ့မြောက်ထားတာနဲ့တူတယ်ဆိုတဲ့ဆက်သွယ်ချက်ကိုရပါတယ် property နံပါတ်2ကတော့ absolute function နဲ့ signal function ရဲ့ဆက်သွယ်ချက်ဖြစ်ပါတယ် t 0ဖြစ်တဲ့အခါ differentiate လုံးလုံးမရတဲ့အတွက် t greater than 0နဲ့ t less than 0ဆိုတဲ့ condition တွေကိုပဲစဉ်းစားမှဖြစ်ပါတယ်။ absolute function ကတော့ကျမတို့သိထားတဲ့အတိုင်း gain တစ်ခုသည်0တော့မဟုတ်0ထက်ကြီးမယ်ဆိုရင်အပေါင်းတန်ဖိုးဖြစ်ပြီးတော့ gain တစ်ခုသည်0ထက်ငယ်မယ်ဆိုရင်တော့အနှုတ်တန်ဖိုးဖြစ်ပါတယ်။ဒါကို mathematical expression နဲ့ပြထားပါတယ်။အဲ့ဒီ absolute function ကို ကျမက x နဲ့ divide လုပ်မယ်ဆိုလို့ရှိရင်အပြည့်က x က greater than equal 0ဖြစ်ရင်အပေါင်း1ရပြီးတော့ x သည် less than 0ဖြစ်မယ်ဆိုရင်တော့အနှုတ်1ရပါမယ်။အဲ့လိုဆိုရင်တော့ signal function ရပါတယ်။ဒါကြောင့် property number 2က absolute function ကိုသူ့ရဲ့ value နဲ့ divide လုပ်မယ်ဆိုလို့ရှိရင် signal function ကိုရတယ်လို့ဆိုထားပါတယ်။ absolute function ကိုသူ့ရဲ့တန်ဖိုးနဲ့ divide လုပ်တဲ့အခါမှာ signal function ရပါတယ်။ဒါကြောင့် absolute function သည် signal function ကိုသူ့ရဲ့ number နဲ့ညှောက်ထားတာနဲ့ညီတယ်လို့ဆိုပါတယ်။ဥပမာ x က3ဆိုလို့ရှိရင် absolute value က3သူ့ရဲ့ value က3ဖြစ်တဲ့အတွက် +1 ရပါတယ်။အဲ့ဒီ +1 သည် signal function မှာလည်းမှန်ပါတယ်။တကယ်လို့ x က negative 3ဖြစ်နေမယ်ဆိုလို့ရှိရင် absolute value သည်3ဖြစ်ပြီးတော့သူ့ရဲ့ value က negative 3ဖြစ်တဲ့အတွက်အဖြေသည် negative 1ရပါတယ်။ဒါသည် signal function မှာလည်း negative 1ရပါတယ်။အဲ့တော့ တီးဆက်သွယ်ချက်ပြီးမှတ်ပါရယ်။ဒါဆိုရင်တော့ signal function ပါလဲဆိုတာနဲ့သူ့ရဲ့ property နှစ်ခုကိုတည်သွားပါပြီ။အဲ့တော့ဒီ signal function ကိုဘယ်မှာသုံးလဲဆိုတာလည်းသိဖို့လိုပါသေးတယ်။ဥပမာကျမတို့ switching logic အကြောင်းကိုစဉ်းစားကြည့်ရအောင်။ဒီနေရာမှာကျမက temperature နှစ်ခုကိုရှင်ပြီးတော့ဥပမာနဲ့ရှင်းပြပါမယ်။လိုချင်တဲ့ temperature ကို capital letter T အကြီးနဲ့ရေးပြီးတော့အခန်းအပူချိန် room temperature ကို small letter နဲ့ရေးပါမယ်။အဲ့တော့ case number 1အနေနဲ့စဉ်းစားရအောင် လိုချင်တဲ့ temperature သည် 25°C ဖြစ်တယ်ဆိုပါစို့ room temperature သည် 28°C ဖြစ်နေမယ်ဆိုလို့ရှိရင် signal function ထဲမှာထည့်မယ်ဆိုရင် signal t capital T minus T အဲ့တော့ဒီမှာဒီ signal function negative 3ကိုရပါတယ် signal function negative 3ရဲ့တန်ဖိုးသည် negative 1ရပါတယ်အဲ့တော့ဒီမှာပြောချင်တာက ကျမလိုချင်တဲ့ temperature ဒီ25 degree celsius ဒါပေမဲ့ room temperature ဒီ28 degree celsius ဖြစ်နေတဲ့အတွက်ကျမဒီ heater ကို off လုပ်ရှင်ပါတယ်အဲ့တော့ negative 1ဆိုတဲ့ condition မှာကျမ heater ကို off လုပ်လိုက်မယ်ဒါဒီပုံနေတဲ့အခြေအနေဖြစ်ပါတယ်နောက်တစ်ခုက A တဲ့အခြေအနေတစ်ခုကိုထပ်စင်စားရအောင် case number 2အနေနဲ့ဥပမာကျမအခန်းရဲ့ temperature ကို25 degree celsius လိုချင်တယ်ဒါပေမဲ့ room temperature ဒီ20 degree celsius ပဲဖြစ်နေတယ်ဆိုလို့ရှိရင်ကျမက heater ကို on လုပ်ရမှာဖြစ်ပါတယ် ဲ့တော့အချိန်မှာ signal function ကိုသုံးမယ်ဆိုလို့ရှိရင် signal capital T minus D အဲ့တော့ကျမက signal 5ကိုရမယ် signal 5ရဲ့တန်ဖိုးဒီ1ဖြစ်တဲ့အတွက် heater ကိုကျမက on လုပ်ပါမယ်အဲ့တော့အေးတဲ့အချိန်ဒီမှာ heater on လုပ်ပြီးတော့ပူတဲ့အချိန်ဒီမှာ heater off လုပ်ရှင်နေဆိုလို့ရှိရင်ကျမကဒီ signal function ကိုအသုံးချလို့ရပါတယ်။နောက်ထပ် basic signal ဖြစ်တဲ့ exponential function အကြောင်းကိုပြောရအောင်။ exponential function ကတော့ mathematics science engineering တို့တော်တော်ကိုအရေးပါတဲ့ function ဖြစ်ပါတယ်။ဘာဖြစ်လို့အရေးပါလဲဆိုတော့ reason တွေအများကြီးရှိပါတယ်။အဲ့ဒီအထဲမှာကျမကဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် band တစ်ခုမှာကျမတို့ပတ်စံစုရှင်တယ်။ပတ်စံစုလို့ရှိရင်ပတ်စံအတိုးရတယ်ဟုတ်။အဲ့တော့စစချင်းမှာကျမတို့ကဝေအမောင့်နည်းနည်းလေးရလာမယ်။အဲ့တော့တစ်ဖြည်းတစ်ဖြည်းတစ်လောက်တစ်လောက်ကြာလာတဲ့အချိန်မှာပတ်စံကတိုးပြီးရလာမယ်။တစ်နှစ်ကြာသွားလို့ရှိရင်ငွေပမာဏတိုးတိုးပြီးတော့ရသွားမယ်။အဲ့တော့ ကိုအတော့ဘလောက်ရလဲဆိုတာသိချင်ရင် exponential function ကိုတည်ထားဖို့လိုပါတယ်အဲ့လိုပဲကျမတို့ဘန်းမှာလုံးသွားပြီးတော့ရှင်းပါမယ်ပတ်စံသွားရှင်းတယ်ရှင်းတဲ့အချိန်မှာကျမတို့အတိုးပေးရတယ်အဲ့တော့တလနဲ့တစ်နှစ်ကြာလာတဲ့အချိန်မှာကျမတို့ရဲ့အတိုးဘလောက်တက်သွားရလဲဒီ exponential function နဲ့တူပါတယ်ဒါကြောင့် exponential function ကိုတည်ထားဖို့လိုပါတယ်အဲ့တော့ exponential function ကို signal function အနေနဲ့မပြောခင်မှာသူ့ရဲ့ background study လေးကိုအရင်ဆုံးရှင်းပြခြင်းပါတယ် ဒီမှာ f(x) 2 to the power x လို့ပေးထားတယ် f(x) 7 to the power x and f(x) 1 over 3 power x အဲ့တော့ဒီမှာဆိုလို့ရှိရင်2ရယ်7ရယ်1 over 3ရယ်အော်သူရဲ့ base တွေလို့ခေါ်ပါတယ်အဲ့တော့သိထားမှာကျမတို့အရင်တုန်းကသင်ချသင်ခဲ့တဲ့အခါမှာ f(x) x square f of x equal to x cube f of x equal to x to the power 5လို့ပြောခဲ့အဲ့ဒါတွေဒီ exponential function မဟုတ်ပါဘူးသူတို့ဒီ polynomials တွေဖြစ်ပါတယ်အဲ့တော့ exponential function ကြတော့ f of x equal to 6 to the power 8 5 to the power x အဲ့တော့ base တွေဒီ solid value ဖြစ်ရပါမယ် base ကမတိကိမ့်ဖြစ်လို့မရပါဘူးအဲ့တော့ f of x equal to 2 to the power x ဆိုတဲ့ function ရဲ့ပုံဆွဲကြည့်ကြရအောင်အဲ့တော့ပုံမဆွဲခင်မှာကျမတို့ point လေးချမယ်နော် ကျမက x ပြတ်တန်ဖို့ real values မို့လို့ x ကို negative 2လို့ပေးလိုက်မယ်ဆိုလို့ရှိရင် exponential function f of x ဒီ1 over 4ရပါတယ်။ဒါကြလို့ x ရဲ့ value ဒီ negative 1ဖြစ်မယ်ဆိုလို့ရှိရင် exponential function ဒီ1 over 2ရပါတယ်။ x ဒီ0ဖြစ်မယ်ဆိုလို့ရှိရင် exponential function value ဒီ1ရပါမယ်။ x က1ဖြစ်မယ်ဆိုလို့ရှိရင် exponential function value က2ရပါမယ်။ ဲ့လိုတွတ်ထားတဲ့ point တွေကိုကျွန်မဒီမှာပြပေးထားပါဗျ။ point တွေရပြီဆိုရင်တော့အဲ့ဒီ point တွေနဲ့ပုံဆွဲပါမယ်။ဒီ point တွေကိုထည့်လိုက်တော့ကျွန်မဒီမှာပြထားတဲ့ graph ကိုရပါတယ်။ဒီမှာတတိထားရမှာက exponential function ဒီဘယ်တော့မှ0ဖြစ်မသွားဘူး။ပြီးတော့သူဒီအမြဲတမ်း1ကိုဖြတ်သွားပါတယ်။အဲ့တော့ဒီပုံထဲမှာဆိုလို့ရှိရင်ဖြည်းဖြည်းလေးတိုးလာတယ်။1 over 4, 1 over 2တေးလေးတိုးလာပြီးတော့မသိလိုက်တဲ့အချိန်မှာပဲသူကဒီ graph ကထောင်ပြီးတော့တက်သွားတယ်။တန်ဖိုးက ဒါက exponential function ရဲ့ rising graph ကိုပြောပါတယ်အဲ့တော့နောက်တစ်ခုစဉ်းစားရအောင်တကယ်လို့ base function က fraction ဖြစ်နေမယ်ဆိုလို့ရှိရင် exponential curve ကဘယ်လိုရမလဲဆိုတာကိုကြည့်အောင်အဲ့တော့ f(x) equal to 1 over 2 power x ဆိုတဲ့ function အကြောင်းကိုစဉ်းစားရအောင်အဲ့တော့ကျမက points တွေပြန်ချပါမယ် x ကို -3 -2 -1 0 1 2အနေနဲ့ပေးပြီးတော့ exponential function တွေကိုခြားလိုက်တဲ့အချိန်မှာ 1 over 2 and 1 over 4ရပါတယ်အဲ့ point ကိုကျွန်မထည့်လိုက်တော့ဒီမှာကျတော့တမိုးတီမြင့်တက်နေတာနေပြီးတော့ဆင်းသွားပြီးတော့ဖြည်းဖြည်းလေးရောက်သွားပါတယ်အဲ့တော့ဒီ graph ကဘာကိုပြောလဲဆိုရင် decay graph ကိုပေါ်ပြနေပါတယ်အဲ့တော့ကျွန်မက f of x equal to 2 to the power x နဲ့ f of x equal to 1 over 2 power x ရဲ့ graph နှစ်ခုကိုရှင်းပြခြင်းပါတယ် တို့နှစ်ခုဒီ mirror image ဖြစ်နေပါတယ်တကယ်လို့ base ကသူ့ရဲ့ fraction ဖြစ်နေမယ်ဆိုလို့ရှိရင် mirror image ကိုရပါတယ်အဲ့တော့ background study လုပ်ပြီးပြီဆိုလို့ရှိရင်တော့ signal နဲ့ sign နဲ့ exponential function အကြောင်းကိုပြောပါမယ် exponential function ကို x of t is equal to e to the power alpha t အနေနဲ့ရေးပါတယ်အဲ့တော့ graph တစ်ခုရဲ့ shape ဒီ alpha ရဲ့ value ပေါ်မှာမူတည်ပြီးတော့အပြောင်းလဲရှိပါတယ်ဥပမာ အာဖာက0ဖြစ်မယ်ဆိုလို့ရှိရင် exponential function သည်1ရပါမယ်တကယ်လို့အာဖာသည် greater than 0ဖြစ်မယ်ဆိုရင်ဥပမာပြောရမယ်ဆိုရင်အာဖာက2ဖြစ်မယ်ဆိုလို့ရှိရင် exponential function သည် e to the power 2t ဒီလိုဆိုရင်တော့ကျမတို့က rising graph ကိုရပါမယ်။တကယ်လို့ alpha ဒီ less than 0ဖြစ်နေမယ်ဆိုလို့ရှိရင်ကျမတို့က decaying graph ကိုရပါမယ်။အဲ့တော့ကျမက alpha is equal to 0ဖြစ်မယ်ဆိုလို့ရှိရင်ကျမတို့ရမယ် exponential function ဒီ one function ဖြစ်ပါတယ်။အဲ့တော့ unit step function နဲ့ exponential function ကို multiplication လုပ်ရင်ဘယ်လိုပုံလေးရမလဲဆိုတာကြည့်ရအောင်။ပထမပုံကတော့ unit step function ပုံလေးပေးထားတယ်။အဲ့ဒါကို ကျမက exponential function ဖြစ်တဲ့ rising exponential နဲ့ multiply လုပ်ပါမယ်အဲ့တော့ကျမတို့ကြည့်ရအောင်ဒီပုံရဲ့ left hand side ဘက်မှာ unit step function မှာ0ဖြစ်နေတဲ့အတွက်သူ့ရဲ့0ကိုဘာနဲ့ပဲသွားမြောက်မြောက်0ပဲရတဲ့အတွက်ကျမတို့ left hand side ဘက်မှာဘာမှမကျန်ခဲ့ပါဘူးဒါပေမဲ့ right hand side ဘက်မှာ unit step function ဒီ1ဖြစ်နေတဲ့အတွက် exponential function နဲ့တွားပြီးတော့ multiply လုပ်တဲ့အချိန်မှာကျမတို့ဒီ exponential function ရဲ့ rising ဖြစ်နေတဲ့အပိုင်းလေးကိုရလာပါတယ်။အဲ့တော့ဒီမှာပြထားတဲ့ပုံလေးကို ရနိုင်ပါတယ်။နောက်တစ်ခုကတော့ unit step function ကို translation လုပ်ထားတဲ့ unit step function နဲ့ rising exponential function တစ်ခုကို multiply လုပ်ပါမယ်။အဲ့တော့ဒီမှာလဲ unit step function ကို translation လုပ်ထားရဲဆိုတော့ negative 1 translation လုပ်ထားတော့ unit step function ရဲ့ left hand side ဘက်မှာ1ရှိနေတဲ့အတွက်1ကို multiplication လုပ်တဲ့အတွက်ကျမတို့ဒီဒီ left hand side ဘက်မှာကြံခဲ့တဲ့ exponential function လေးကြံခဲ့ပါမယ်။ဒါပေမဲ့ right hand side ဘက်မှာကျတော့0ဖြစ်သွားပါမယ်။အဲ့တော့ပုံလေးပြထားပါဗျာ။ ဒီတစ်ခုကကြတော့ unit step function ကိုကျမက decaying exponential နဲ့ multiply လုပ်ပါမယ်။ဒီမှာလဲ left hand side ဘက်မှာ0ဖြစ်နေတဲ့အတွက်ကျမတို့ဒီ0 value ကိုရပြီးတော့ right hand side ဘက်မှာကြတော့ decaying ဖြစ်နေတဲ့အပိုင်းလေးကြံခဲ့ပါမယ်။နောက်ဆုံးတစ်ခုကတော့ unit step function ကို translation လုပ်ထားတဲ့ unit step function နဲ့ decaying exponential နဲ့ multiply လုပ်ပါမယ်။အဲ့တော့ပုံထဲမှာကြည့်ရမယ်ဆိုရင်လေ left hand side ဘက်မှာ1ရှိနေတဲ့အတွက်ကျမတို့က1နဲ့ multiply လုပ်တဲ့အချိန်မှာကြံခဲ့တဲ့အပိုင်းလေးရှိပြီးတော့ right hand side ဘက်မှာကျတော့0ဖြစ်မယ်ဖြစ်ပါတယ် exponential နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတစ်ခုမျှဝေခြင်းပါတယ်အိန္ဒိယနိုင်ငံမှာစစ်တူရင်ကစားနည်းကိုအမတ်ကြီးတဦးကစပြီးတော့တည်ထွင်ခဲ့ပါတယ်အဲ့ဒါကိုပဂျင်ကြီးကတိသွားတော့အရန်တော်ရဲဆိုပြီးတော့ဆူရှိမြင့်ရှင်လို့စင့်ခေါ်လိုက်တယ်ပေါ့နော်အဲ့တော့အမတ်ကြီးကိုမေးတယ်လက်ဆောင်အနေနဲ့ဘာလို့ကျင်လဲဆိုတော့အမတ်ကြီးကပြန်ပြောပါတယ်စစ်တူရင်အကွက်64ကွက်ရှိတဲ့အထဲမှာပထမအကွက်မှာဂျုံစိတ်တစ်စိတ် ဒုတိယအကွက်မှာဂျုံစေ20စေတတိယအကွက်မှာဂျုံစေ40စေဆိုပြီးတော့နှစ်ဆစီတက်သွားပြီးတော့သူက64ကွက်ရှိတဲ့အထီကိုသူကတောင်းလိုက်ပါတယ်။ဒါဒီ exponential function အနေနဲ့သူကတောင်းဆိုလိုက်တာပါ။အဲ့တော့သူဒီဂျုံစေဘလောက်ရသွားမယ်လို့ထင်ပါလဲ။အဲ့ဒါကိုလေ comment section မှာဖြေပေးလို့ရပါတယ်။နောက်တစ်ခုကတော့ရေကန်တကန်မှာကြာပန်လေးတပွင့်စပောက်ပါတယ်ပထမနေ့မှာတပွင့်ဒုတိယနေ့မှာနှစ်ပွင့်တတိယနေ့မှာလေးပွင့်ဆိုပြီးတော့နှစ်ဆနှစ်ဆတိုးပြီးတော့သူကပွင့်လာပါတယ် ဲ့လိုနဲ့ရက်တရာကြတော့ရေကန်ကြီးတစ်ခုလုံးကဂျပန်နေနဲ့ပြည့်သွားပါတယ်အဲ့တော့ဒီမှာမေးစင်တာကရေကန်ထဲမှာဂျပန်တဝက်ပြည့်ဖို့အတွက်အချိန်ဘယ်လောက်ကြာမယ်လို့ထင်ပါတလဲဖြေဦးသိပြီဆိုရင်တော့ comment section ထဲမှာဝင်ဖြေပေးလို့ရပါတယ်အဲ့တော့ဒီနေ့မေးခွန်းလေး၃ခု မေးထားပါတယ် signal function အတွက် t သည် pi minus pi ဖြစ်မယ်ဆိုရင် signal pi minus pi သည်အဖြေဘယ်လောက်လဲဆိုတာကိုမေးထားပါတယ်ဒုတိယ question ကတော့ စစ်တွေ့ရင်ကစားတဲ့အကွက်64ကွက်နဲ့ညီမျှတဲ့20နှစ်စီတိုးသွားတယ်ဂျုံစိဘလောက်ရှိမလဲဆိုတာလည်းမေးထားပါဗျ။နောက်ဆုံး question ကတော့ဒီကနေ့မှာဂျပန်တဝက်ပြေးဖို့ရက်ဘလောက်ကြာမလဲဆိုတဲ့မေးခွန်းဖြစ်ပါတယ်။မေးခွန်းနေရဲ့အဖြေကိုသိတယ်ဆိုလို့ရှိရင် comment section မှာဖြေပေးလို့ရပါတယ်။ဒီနေ့မှာတော့ signal function နဲ့ exponential function အကြောင်းကိုဆွေးနွေးပြီးဖြစ်ပါတယ်။နောက်တစ်ပတ်မှာတော့ကြံစည်နေသေးတဲ့ signal တွေအကြောင်းကိုဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ electronics နဲ့ communication နဲ့ဆိုင်တဲ့အခြေခံကြတဲ့သင်ခန်းစာတွေကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင် PL Electronic Lab YouTube channel နဲ့ Facebook page ကို subscribe and like လုပ်ထားပေးဖို့တိုက်တွန်းလိုပါတယ် signal နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားတဲ့သင်ငယ်ချင်းတွေရှိတယ်ဆိုရင်လည်းဒီ video ကို share ပေးလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်မိန်းကလေးတွေရှိတယ်ဆိုလို့ရှိရင်လည်း group မှာ discussion လုပ်လို့ရပါတယ်ပြီးတော့သိချင်တာလေးအားလုံးကိုလည်း comments မှာမေးထားလို့ရပါတယ် ကြည့်ပြီနော်။အော်โอเค။ကျေးဇူးများကြီးတင်ပါတယ်။နောက်တစ်ပတ်မှပြန်လည်ဆုံတွေ့ကြပါစို့။